အလုံးမင်္ဂလာပါဆိုတော့လက်ရှိမှာကျွန်တော်တို့ဒါဗန်ချက်ကွာရဲ့ဖော်ပြချက်အရဆိုရင်ခရစ်စတာဘဲလက်တဲ့အသက်29နှစ်အရွယ်ကိုလံဗီယာတောင်ပိုင်းကစားသမားဖြစ်တဲ့ဒါကျွန်တော်ဒန်နီမူးယစ်ကိုခေါ်ယူဖို့ဥရောပအသင်းတွေကအပြိုင်လိုက်နေတယ်ဆိုပြီးတော့မှဖော်ပြထားတယ်ဆိုတော့ဒီကစားသမားကိုတော့ဒါကျွန်တော်တို့ပေါ့လေအဲဒီဥရောပအသင်းတွေအထူးသဖြင့်တော့ဒါကျွန်တော်တို့ရီယယ်မက်ဒရစ်ဘာစီလိုနာဖီအက်ဂျီအပါဝင်မန်ချက်စတာယူနိုက်တက်အသင်းနဲ့တခြားသောအသင်းတွေကခေါ်ယူဖို့ချိုးပန်းနေကြတာဆိုတော့ဟိုမူရေးကိုယ်တိုင်ကသူ့အနေနဲ့ဒရီကလပ်ပေါ့လေ ဒါသူပြောင်းရွှေ့ခြင်းနဲ့ကလပ်3တင်းရှိတယ်ဒါကတော့ Manchester United တစ်ဖက်က Real Madrid နဲ့ Barcelona အတင်း3တင်းတာဖြစ်တယ်ဆိုပြီးတော့မှဒါကျွန်တော်တို့ Danny Murray ကဖော်ပြထားတယ်သက်ရွယ်ကလည်း29နှစ်အရွယ်ရှိဖြစ်တယ်တကယ် prime time ပေါ့လေကျွန်တော်တို့ဒါတကယ်လို့ဒါကလပ်အတင်းကိုခေါ်ယူနိုင်မယ်ဆိုရင်ဒါကျွန်တော်အနည်းဆုံး၄နှစ်လောက်ကောင်းကောင်းဟိုအတင်းတို့အကျိုးပြုနိုင်မယ်ကစားသမားလက်ရှိ Crystal Palace အတင်းရဲ့အဓိကအခရာကျကစားသမားတယောက်ဖြစ်တဲ့တို့ကဥရောပအတင်းတွေကလည်းအပြိုင်လိုချင်နေကြတာလက်ရှိပေါ့လေဒါကျွန်တော်တို့ဒီ ဒီ Crystal Palace တင်ကဒီကစားသမားကို chance အသင်းကနေပြီးတော့မှပြောင်းရွှေ့ရယူရို၈တန်းမပြည့်တဲ့ပမာဏနဲ့ခေါ်ထားတာဖြစ်ပြီးတော့မှကစားသမားရဲ့လက်ရှိ transfer price ကအန်60ဝန်းကျင်လောက်ထိကိုတက်သွားတဲ့အနေအထားဖြစ်တယ်ပြီးခဲ့တဲ့ရာသီကျွန်တော်တို့ပြောလေဒါနိပြအိုလီအိုလီပါနဲ့အတူဒါ Crystal Palace အသင်းနဲ့ဒါကျွန်တော် FA Cup community ရှိတို့ကိုရထားပြီးတော့မှတောက်လျှောက်ခြေစွမ်းကောင်းပြထားပြီးတော့မှလက်ရှိဒီပေါ့လေကျွန်တော်တို့ဒီဥရောပအသင်းတွေ ဒီခေါ်ချင်နေတဲ့ကစားသမားဖြစ်တယ်ဆိုတော့ဒီထက်မှတော့ဒါကျွန်တော်တို့ Spain Channel လစ်တယောက်ရေးထားတဲ့အထက်မှာဆိုရင် Barcelona အသင်းကကလတင်းရဲ့ကျွန်တော်တို့ကစားသမားဖြစ်တဲ့ခွန်ဒေးရဲ့နေရာမှာအစားထိုးနိုင်မှုမူးရေးကိုခေါ်ဖို့စိတ်ဝင်စားနေတယ်ဆိုပြီးဖော်ပြထားတယ်ခွန်ဒေးကိုသူတို့ခွန်ဒေးကမှတိုင်းပြောရင် Barcelona မှာ injury ဖြစ်တယ်ဆိုတော့အဲ့ဒီအချိန်မှာကျွန်တော်တို့ဒါတောက်လျှောက်ပွဲကစားသမားရဲ့အစားထိုးတဲ့နေရာမှာလက်ရှိပေါ့လေဒါကျွန်တော်ကြက်ခိုင်မှုရတောင်းတင်းနေအဲကျွန်တော်တို့ဒီ အစင်းတင်ပေါ့လေဒါကျွန်တော်ကလပ်တင်းရောက်တာနဲ့အံဝင်ခွင့်ချဖြစ်နိုင်မယ်ကစားသမားကိုဒါကျွန်တော်ဘာစီလိုနာအသင်းကလည်းလိုချင်တာတစ်ဖက်မှာ PSG အသင်းကလည်းကျွန်တော်တို့ဒါပေါ့လေဒါရရသွားတဲ့ဟာကီမီရဲ့နေရာမှာအစားထိုးနိုင်ဖို့ဒါကျွန်တော်ပဲလေးနောက်ခံကစားသမားဖြစ်တဲ့ဒီမူရေးကိုလိုချင်တယ်ဆိုတော့တစ်ဖက်မှာဒါရေမတ်ရက်အသင်းကလည်းဒီပေါ့လေကျွန်တော်ကာဘာဂျေရိုရဲ့နေရာမှာအစားထိုးနိုင်ဖို့ဒီကစားသမားကိုခေါ်ဖို့စိတ်ဝင်စားနေတာအဲ့ဒါပြင်ကျွန်တော်အာဆင်နယ်အသင်းကလည်းခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့တစ်ဖက်က Chelsea အသင်းကလည်းခေါ်ယူဖို့စိတ်ဝင်စားတာဆိုတော့ဒီထက်မှကျွန်တော်တို့ နေမူရဲကဒီရာဒီမှာလေခရစ်စတယ်ပဲလေအတင်းနဲ့ဒါဆက်တပွဲကစားထားတယ်ကျတကိုးသွင်းယူပြီးတော့မှနှစ်ကိုးဖန်တီးပြီးတော့မှအကောင်းဆုံး performance တစ်ခုကိုပြနေတာအသက်ရွယ်ကလည်း20နဲ့6နှစ်ဆိုတဲ့ prime time အချိန်နေရှိတယ်ဒါယာကင်းစင်နဲ့ကျွန်တော်တို့ဗာနီးပြပေါ့လေဒါကျွန်တော်တို့ Oliver ဒီပေါ့လေ Oliver နဲ့အတူ3 back ပုံစံနဲ့ သွားတဲ့ဒီ formation မှာအကောင်းဆုံးအောင်ခွင့်ချဖြစ်ပြီးတော့မှအတင်းတို့အကျုပ်ပြုတဲ့ကစားသမားကိုဥရောပအတင်းထိပ်သည့်အတင်းတွေကတောက်လျှောက်လုပ်ခြင်းနေတယ်ဒီထက်မှတော့ဒါကျွန်တော်ဒီပေါ့လေမူရီကသူ့အနေနဲ့ပြောင်းရွှေ့ခွင့်ရမယ်ဆိုရင် Manchester United အတင်းတစ်ဖက်က Barcelona အတင်းနဲ့ Real Madrid အတင်းတို့ကိုသာပြောင်းရွှေ့ကစားခြင်းပြီးတော့မှတခြားအတင်းတွေရဲ့ကမ်းလှမ်းမှုကိုတော့ညှဉ်းဆန်းထားတယ်ဆိုပြီးတော့မှကျွန်တော် Van Chess ကဖော်ပြထားတယ်ပေါ့လေဆိုတော့ဒီကစားသမားကိုပြောင်းရွှေ့ခြင်း Euro 50ကျော်နဲ့ ကျော် Manchester United အသင်းကခေါ်ယူသွားနိုင်မလားတစ်ဖက်က Barcelona နဲ့ Real Madrid ကခေါ်ယူသွားနိုင်မလားဒါစိတ်ဝင်စားစရာကောင်းတဲ့အခြေအနေမှာတော့ရှိရပါလိမ့်ဆိုတော့ချစ်ချုပ်ပေးခဲ့တဲ့ဒုတိယချင်းစီတိုင်းကိုအထူးပဲကျေးဇူးပါတယ်မြန်မာပြည်သူပြည်သားအလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့အားလုံးပြည့်စုံကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်